မြမပြည်စစ်စင်ရေးဟာဒုတိယကမ္ဘာစစ်ရဲ့ရှေ့လျာပြီးအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါဆိုရင်ဒီစစ်ပွဲကိုဗတ်ကြောင့်မေ့လျော့ထားကြတာလေ။အသေးစိတ်လေးလာကြည့်ကြရအောင်ပါ။ပလဲစိတ်ကံဘုံကျဲတိုက်ခိုက်ခံရပြီးမကြမီမှာပဲဂျပန်တို့ဟာအဲ့ဒီချိန်ကဗြိတိရှ်ကိုလိုနီဖြစ်တဲ့မြန်မာနိုင်ငံကိုကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်1945ခုနှစ်ထိပ် တနတဟာရနဲ့တရုတ်တပ်ဖွဲ့တွေဟာဒီမီကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်နှစ်နည်းငယ်ကြာတိုက်ပွဲဝင်ခဲ့ကြရပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်ပြည်တိမ်မှာတော့ဒုတိယကမ္ဘာစစ်တွင်းကမြန်မာပြည်စစ်စင်ရေးကို အမှတ်ရသူအလွန်နှဲပါနေပါတယ်။ဒီလောက်ရှည်လျားတဲ့စစ်ပွဲကြီးတစ်ခုဟာဘလို့လို့မေးရော့ခံ ဖြစ်သွားရတာလဲ။မြန်မာပြည်မှာဘသူတွေတိုက်ခဲ့ကြတယ်လဲ။ဘာကြောင့် တိုက်ခဲ့ကြတယ်လေ1942ခုနှစ်အစောပိုင်းမှာဂျပန်တပ်တွေဟာအခုအခါမြန်မာလို့ခေါ်တဲ့နိုင်ငံကိုသိမ်းပိုက်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့တရုတ်နိုင်ငံကို ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်နေတဲ့မြန်မာလမ်းမကြီးကိုပိတ်ဆို့ဖို့ဖြစ်ပါတယ်။မဟာမိတ်တပ်တွေဟာမိုင်းတထောင်ရှည်လျားတဲ့ခရီးကျန်းကိုနှင်ကအိန္ဒိယနိုင်ငံစီခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ဆုတ်ခွာခဲ့ကြရပါတယ်။1942ခုနှစ်တလျှောက်လုံး ငယ်မြေပြန်ရဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဒါပေမဲ့1943ခုနှစ်မှာတော့မဟာမိတ်တွေကပိုကောင်းတဲ့မဟာဗျူဟာတွေအသုံးပြုလာကြပါတယ်ဒါကြောင့်အချိန်တွေကအနည်းငယ်ကောင်းစပြုလာပါတယ်လာပေါင်းများစွာအသေးအကြီးတိုက်ခိုက်ခဲ့ကြပြီးတဲ့နောက်1944ခုနှစ်မှာတော့မဟာမိတ်တပ်တွေဟာဂျပန်တပ်တွေကိုစတင်တွန်းလှန်နိုင်ခဲ့ပါတယ်1945ခုနှစ်မေလမှာတော့မြို့တော်ရန်ကုန်ဟာမဟာမိတ်တွေလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့ပြီးမြမပြည်ဆစ်ဆင်ကြီးဟာလည်းပြီးဆုံးလူနေပါ ဖြစ်လာခဲ့ပါတယ်။တိတ်မကြောက်ခင်မှာပဲဟာမိတ်တို့ အနိုင်ရခဲ့ပါတယ်။မြမပြည်စစ်ပွဲဗကြောင့်တခြားဆင်းမျက်နာတွေရဲ့အရေးအောက်ရောက်သွားရတာလေ။စစ်ပွဲတွင်မှာတောင်မြမပြည်ဆစ်ဆင်ကြီးဟာဗြိတိရှားတို့ရဲ့မဟာဗျူဟာတဲမာရော ပြည်တိမ်ပြည်သူတွေရဲ့အာယုံဆိုင်မှုတဲမာပါ မရှိခဲ့ပါဘူး။ဒီအတွက်လည်း အကြောင်းတရားအများကြီး ရှိပါတယ်။အဓိကအကြောင်းရင်းတစ်ခုကတော့မဟာမိတ်တွေဟာဂျာမနီဦးစားပေးဒါမှမဟုတ်ဥရောပဦးစားပေးမဟာဗျူဟာကိုကျင့်သုံးခဲ့လို့ပါ။သူတို့အရင်ဆုံးနိုင်ယူရမယ့်အရေးကြီးဆုံးရန်သူဟာနာဒီတွေဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်ဥရောပကိုပဲသူတို့ရဲ့အင်အားတက်နေထောက်ပံ့ရေးပစ္စည်းတွေကိုအဓိကထားအာယုံစိုက်ခဲ့ကြပါတယ်။နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ပတိဝေဝင် နေထရာ အလံဝေးတာနဲ့သတင်းချက်လက်တွေပြန်ယူလာပေးမဲ့သတင်းထောက်တွေနေပါတာကြောင့်ဖြစ်ပါတယ်။ဒီအချက်ကပြည်တိမ်ပြည်သူတွေအတွက်မြန်မာပြည်စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေရဖို့ပိုပြီးတော့ခက်ခဲခဲ့ပါတယ်။ပြီးတော့ပြည်တိမ်ပြည်သူတွေဟာသူတို့နီးနားမှာရှိတဲ့နာစီတွေရဲ့ချိန်ချောက်မှုကိုပဲပိုပြီးတော့စိုးရိမ်ခဲ့ကြရတာပါ။ဒုတိယကမ္ဘာစစ်တွင်ဂျာမနီကလန်ဒန်လို ပြည်တိမ်မျိုးကြီးတွေကို အဓိကထားပြီးအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့စစ်ရေးကာလအတွင်းဗြိတိန်နိုင်ငံကရတားပြည်သူအများပြားဟာ နာဒီတွေရဲ့တိုက်ခိုက်မှုကို ကိုယ်တိုင်ကိုကြကြုံတွေ့ခဲ့ကြရပါတယ်။တစ်ဖက်မှာတော့နာပြည်သစ်စင်ရေးဘာမာကမ်ပိန်းကသူတို့ရဲ့ဘဝတွေကိုအဲ့ဒီလောက်ထိတက်ရောက်မှုမရှိခဲ့ပါနောက်အကြောင်းရင်းတစ်ခုကတော့စိတ်သက်ပိုင်းဆံရအောင်ဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်စစ်ပွဲရဲ့အစောပိုင်း တွေမှာမာမိတ်တက်တွေဘက်ကအခြေအနေမကောင်းခဲ့ပါဘူး။အဲ့ဒီချိန်တုန်းကတပွဲပြီးတပွဲဆက်တိုက်ရှုံးနိမ့်မှုတွေကိုဘယ်သူမှပြန်မတွေးချင်ခဲ့ကြပါဘူး။ဒီအချက်တွေနဲ့တခြားចောင်းရတွေကြောင့်မြမပြည်စစ်စင်ရေးဟာစစ်ပွဲဖြစ်ပွားနေချိန်မှာရောနောက်ပိုင်းမှာပါအာယုံဆိုင်မှုနေပါပြီးမေ့လျော့ခံဖြစ်ခဲ့ရပါတယ်။အဲ့ဒီချိန်ကမြမပြည်စစ်စင်ရေးကိုဘယ်လိုအမှတ်ရခဲ့ကြသလဲ။ မြန်မာပြည်စစ်စင်ရေးရဲ့အစာပိုင်းမှာဗြိတိရှဆိုရအတွက်ဂုံယူစရာတိတ်မရှိခဲ့ပေမဲ့စစ်ပွဲရဲ့ဆုံးသက်ကိုတော့အတိုင်းတာတစ်ခုထိဂုံယူခဲ့ကြပါတယ်။1948ခုနှစ်တုန်းကအဝင်းကြီးချုပ်ကလဲမတ်အီတလီပါတီအီတလီကပါလီမန်မှာအခုလိုပြောကြားခဲ့ပါတယ်။1948ခုနှစ်တုန်းကအဝင်းကြီးချုပ်ကလဲမတ်အီတလီကပါလီမန်မှာအခုလိုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနေရာအများစုကိုဂျပန်တပ်တွေသိမ်းပိုက်ခဲ့တဲ့ဝမ်းနဲ့ကြေကွဲပေါ်ရာဇလန်အကြောင်းကျွန်တော်တို့အားလုံးသိပြီးဖြစ်လို့ထပ်ပြောစရာမလိုတော့ပါဘူး။ Lock Alexander ဦးဆောင်ခဲ့တဲ့ဒုရတတိပြောင်မြောက်တဲ့အဆုတ်ခွာမှုကြောင်းကိုလည်းခင်ဗျားတို့သိကြမှာပါ။ပြီးတော့နိုင်ငံကိုလွတ်မြောက်စေခဲ့တဲ့ဗိုလ်ချုပ်ကြီး Lord Mountbatten ဦးဆောင်တဲ့တပ်ဖွဲ့တွေရဲ့ထာဝရအမှတ်ရနေရမယ့်စွမ်းဆောင်မှုတွေကြောင်းကိုလည်းသိကြပြီးသားပါ။ ီနှစ်ခေတ်သမိုင်းပညာရှင်တွေကတော့ညမပီကိုပြန်လဲသိမ့်ပိုက်နိုင်ခဲ့တဲ့အောင်မြင်တဲ့စစ်ဖြူဟာတွေအတွက်မောင့်ဘတ်တန်နီတူပြီးမှရှယ်ဝီလီယံစလင်းကိုလည်းချီကျူးလေးရှိကြပါတယ်ညမပီကတိုက်ပွဲတွေဟာဒီနှစ်ခေတ်တွေဘာကြောင့်အရေးပါနေသလဲမေယောကန်စစ်ပွဲလို့တင်စားခံရတဲ့ညမပီစစ်စင်ကြီးဟာဒီနှစ်ခေတ်မှာပြန်လဲအမှားရထိုက်တဲ့စစ်ပွဲတစ်ခုထက်ပိုပါတယ် ်မြန်မာပြည်မှာတိုက်ပွဲဝင်ခဲ့တဲ့အမတ်စလီတပ်မတော် The Forden Army ကို တခါတရံမှာမေယော့ခန်တပ်မတော်လို့ခေါ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီတပ်မတော်ဟာလူဝင်အားတန်းတန်းလောက်ပါဝင်တဲ့အီယာမတပ်မတော်ကြီးတစ်ခု ဖြစ်ခဲ့တာပါ။အဲ့ဒီတပ်ဖွဲ့တွေထဲမှာဂေါ်ရခါစစ်တီတွေဗြိတိရှအိန္ဒိယတပ်မတော်ကအဖွဲ့ဝင်တွေ၁၁တပ်မအရှိအာဖရိကလို့ ဒနတဟာယစစ်တီတွေပြင်မြန်မာနဲ့ဗြိတိန်ကစစ်တီတွေလည်းပါဝင်ပါတယ်မြန်မာပြည်တိုက်ပွဲဝင်ခဲ့တဲ့စစ်တီအလုံးဟာသူတို့ရဲ့စွမ်းစာမှုတွေအတွက်ရာသင့်ရထိုက်တဲ့ဘွားမစတာမြန်မာကျရစိတ်ကိုတောင်းရခဲ့ကြတာမဟုတ်ပါဒါကြောင့်သူတို့ကို အမှတ်တရရှိနေဖို့ကပိုလို့တောင်းအရေးကြီးပါတယ်ဒါပြင်မြမပြည်ကစစ်စင်ရေးကိုအမှတ်ရတဲ့အခါစစ်ပွဲရဲ့အနှိဋ္ဌာယုံတစ်ခုဖြစ်တဲ့တင်မင်းတမန် ယထာလံဖောက်လုံမှုကိုလည်းကျွန်တော်တို့မမေ့သင့်ပါဘူး။ပူကျေပြန်းတဲ့ရှူတော်ကနေကြည့်ရင်မြန်မာပြည်စစ်စင်ရေးဟာဒေတာတွင်ပေါ်တိတာတဲ့ဩဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။အိန္ဒိယနဲ့မြန်မာနိုင်ငံစလုံးဟာစစ်ပြီးတဲ့နောက်နှစ်နှစ်အကြာမှာပဲဗြိတိန်စီကနေလွတ်လပ်ရေးရခဲ့ကြပါတယ်။အတလီပြောခဲ့တယ်လို့ပါပဲ။ဒီဖြစ်ရက်တွေဟာမြန်မာပြည်သူတွေပေါ်နက်နက်ရှိုင်းရှိုင်းတက်ရောက်မှုရှိခဲ့တာသဘာဝပါပဲ။ဒါတွေဟာ ကိုယ့်ကျမကို ဖန်တီးလိုတဲ့အာရှတိုက်သားတွေရဲ့စံတပြင်းပြမှုကို ပိုလို့တောင်းထက်သန်စေခဲ့ပါတယ်။မြမပြည်စစ်စင်ကြီးဟာနောက်ဆက်တွဲပရိပက္ခတွေကိုလည်းဖြစ်ပေါ်စေခဲ့တယ်လို့ပြောရင်မှားမှာမဟုတ်ပါ။အဲ့ဒီပရိပက္ခတွေတဲမှာဗီယက်နမ်စစ်ပွဲ၊ကိုရီးယားစစ်ပွဲတွေကနေစပြီးစစ်ပီးခေတ်၁၀စုနှစ်တွေအတွင်းမြမနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအထိအကျုံးဝင်ပါတယ်ခင်ဗျာ။ โอเคဒါကတော့ဒီဝိပီမှာဖော်ပြထားတဲ့ကမ္ဘာသမိုင်းဆိုင်ရာစောင်းမတွေရုပ်တံတွေကိုဖော်ပြလေရှိတဲ့ UK ခြေစား Sky History website မှာဖော်ပြထားတဲ့ Pine Was Burma The Forgotten Was စောင်းမကို DVB ကဘာသာ ပြန်ဆိုထားတဲ့စောင်းမလည်းဖြစ်ပါတယ်ခင်ဗျာ